ကျမတို့ရဲ့ခေါင်းဆောင်တွေကြားထဲမှာနိုင်ငံရေးသဘောတူညီချက်ကိုအရင်ဦးဆုံးကျမပို့လို့အပ်တယ်။အဲ့ဒီနိုင်ငံရေးသဘောတူညီချက်ဆိုတာလေခုနလိုဆ ਾਇ ပ်ပေါ်မှာပဲချရေးပြီးတော့လူမြင်ကောင်းအောင်လုပ်တဲ့နိုင်ငံရေးသဘောတူညီချက်မဟုတ်ဘူး။တကယ်ကိုပဲရင်ထဲအသေးသေးကကျမတို့နိုင်ငံတည်ဆောက်ဖို့အတွက်ကိုဒီနိုင်ငံရေးသဘောတူညီချက်ကိုငါတို့အားလုံးဒီတကယ်ကိုလိုက်နာအကောင့်ထဲပေါ်ဆောင်ရွက်ကြရမယ်ဆိုတဲ့တကယ်စစ်မှန်တဲ့သဘောတူညီချက်ကိုကျမတို့မြင်တွေ့လို့ရပေါ့နော်။အဓိကကကျမတို့တိုင်းပြည်မှာကပွင့်လင်းမြင်သာတဲ့ဆွေးနွေးမှုအားလုံးပါဝင်တဲ့ဆွေးနွေး ွင်းမှုကိုကျမတို့မလုံနိုင်တာကကျမတို့ရဲ့အတားအဆီးကတော့စစ်တပ်ပဲเนาะစစ်တပ်ပဲ National League for Democracy အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကသူကနိုင်ငံရေးပါတီဖြစ်တယ်ပေါ့เนาะနိုင်ငံရေးပါတီဖြစ်တယ်ဒါကြောင့်မို့လို့လေကျမတို့ကဗမာတိုင်းရင်းသားကိုဘယ်လိုမျိုးဘသူကကိုစားပြုမှာလဲဆိုတဲ့ဟာကကျမတို့ကြားထဲမှာဗမာတွေကြားထဲမှာကအလုံးလုံးရမယ့်ကိစ္စလို့မြင်နေအဲအဲ့ဒါကိုလည်းစနိုင်ကြပါပြီအဲ့တော့ကျမတို့ပြောချင်တာနိုင်ငံရေးပါတီနဲ့တိုင်းရင်းသားကိုစားပြုမှုနဲ့မတူပါဘူးလို့ เนาะไอ้นักคู่ก็โกกวยเปียเปลี่ยนเจอเนี่ยอกาวบาลีก็ပြောလို့ရှိရင်လဲတစ်ဖက်တည်းတော့တာဝန်ရှိတာမဟုတ်အပြန်လန်အဖြစ်တာဝန်ရှိကြတာဖြစ်တယ်ပေါ့เนาะအဲ့တော့ NUG ဒီသူ့ရဲ့လှုပ်ဆောင်မှုတိုင်းမှာသူဒီကျမတို့ကိုတာဝန်ခံရမှာဖြစ်တယ်လို့ကျမတို့ကလည်းကိုတင်ထားတဲ့ယုံကြည်ထားတဲ့အစိုးရကိုလည်းကျမတို့အားလုံးအသီးသီးကနေပြီးတော့ပြန်ပြီးတော့အပြန်လန်တာဝန်ခံမဲ့ကိစ္စရပ်တွေရှိရဲပေါ့ဒါပေမဲ့ဆိုတော့အဲ့ဒါကြောင့်မလို့ကျမတို့ဘာလို့ရမလဲဆိုရင်အစောတလင်ကျမတို့ဂျားတဲ့မှာအားလုံးလုံးကြရမှာက accountability mechanism လုံးဝကိုပြန်ပြီးတော့တိဆောက်ဖို့လိုတယ်ဆိုတာကိုလည်း 对不起来的。<noise>